လတလောနေလန်းစားကြံတပိတ်တာလေ900ကျပ်အထိစံချင်တင်ဈေးနှုန်းရှိနေပေမဲ့လေစားတော်သူများတွင်စားမရှိကြောင်းမွန်ပြည်နယ်တပြူစရဲမြို့နယ်တွင်မှစားတော်သူများ၏ပြောကြားချက်များအရသိရပါသည်မွန်ပြည်နယ်တွင်ရှိနေလန်းစားကြံဈေးနှုန်းမှာတပိတ်တာလေရခင်က380ကျပ်မှ400ကျပ်အထိဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ဘူးပေမဲ့လေယခုနှစ်အပိလာတကြံကာလအပြီးမှာနေလန်းစားကြံတပိတ်တာလေ900ကျပ်အထိပေါင်းစည်းရှိနေကြောင်းတပြူစရဲမြို့နယ်မှစားလုပ်ငန်းရှင်တို့ကပြောကြားပါသည် ၎င်းကဆက်လက်ပြီးဒီနေ့မှာအေပီလာဒုတိယပတ်ကစလို့မိုးကရွာလိုက်တော့စားကွင်းတွေအကုန်လုံးပြတ်ကုန်နေအဲ့ဒီအပြင်ကိုနေရောင်ကလည်းကောင်းကောင်းမရတော့စားတောက်သူတွေကနေလန်းစားချက်လုပ်ငန်းတွေကိုအေပီလာဒုတိယပတ်တွင်းမှာလေပိတ်သိမ်းလိုက်ကြရတယ်လို့သိရပါဗျ စားတော်မူလေးမှာလည်းစားလက်ကြသိမရှိတော့ဘူးလို့သိရပါတယ်လို့ပြောကြပါတယ်။ဒါပေမဲ့လည်းစားကြံဈေးကွက်တွင်ဝယ်လိုအားများနေတဲ့အတွက်ကြောင့်စားစင်လုံးပြည့်တဲ့နေချင်းဖြစ်ကြောင်းလည်း၎င်းကဆိုပါတယ်။စားတော်သူများထံမှစားမရရှိရခြင်းရဲ့အဓိကချက်မှာစားထမ်းလုပ်သမားရှာဖွေမှုကြောင့်ဖြစ်ကြောင်းတံမြူစရဲမျိုးနဲ့ပန့်ငါကျေးရွာမှာစားတော်သူတို့ကပြောကြပါတယ်။စားတော်သူများထံတွင်စားမရှိခြင်းရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုမှာအေဘီလာ၁၇ရက်နေ့ညပိုင်းမှစတင်က မိုးတဲစီမဲကြီးရိုက်တဲ့အတွက်ကြောင့်စားကွက်များအားလုံးရေရှမ်းကပျက်စီးကုန်ကြောင်းနဲ့အဲ့ဒီခြေနေများကြောင့်စားကြံဈေးနှုန်းကမောက်ကမောက်ဖြစ်ပြီးစားကြံဈေးမြင့်ကလက်တလောစားကြံတပိတ်သာလင်900ကျပ်အထိမြင့်တဲ့နေချင်းဖြစ်ကြောင်း၎င်းတောင်သူကဆက်လက်ပြောကြပါသည်စားကွင်းမှာနေလန်းစားများအားတာပေါင်ပေါ်သို့စားထမ်းလို့သမားများနှစ်သာထမ်းတင်ရတဲ့အတွက်ကြောင့် စားထမ်းလို့တမမရှိပါကစားတုများထက်တွင်စားမြတ်များများရှိနိုင်ကြောင်းနဲ့အဲ့ဒီအချိန်လေးကြောင့်လဲစားစင်းတို့ပြနေကြဆင်းနိုင်ခြင်းမရှိကြောင်းစားတုများကတုံ့သက်ပြောကြားချက်များရသိရပါတယ်။